ကားရဲ့အစမှာအဲလဲလို့အမည်ပေးထားတဲ့မိန်းကလေးတယောက်ကအထက်တန်းကျောင်းမှလူလက်ပိုင်းကျောင်းဆရာမတူဖြစ်ပြီးဒီမှာကအလုံနဲ့ပဲမှာတာဝန်ကျေစွာလှုပ်ဆောင်နိုင်ပြီးစာနာတက်တယ်လို့ထင်ရပေမဲ့တကယ်တော့ဒီမှာကရက်ဆက်ကြမ်းကြုတ်ပြီးစင်ချေတုံးတရားမဲ့တဲ့သူတယောက်ဖြစ်ပါတယ်။အဲလဲရဲ့စာသင်ခန်းထဲမှာအကြောင်းသားများဟာ ရုပ်ရှင်ကြည့်တာအရက်တောက်စားတာတွေမကြာခဏဖြစ်လေရှိပါတယ်။တကယ်တော့အဲလက်ကသူမရဲ့ဘဝမှာငွေအနစ်တရတစ်ခုသာရှိပြီးသူမကချမ်းသာတဲ့လူနဲ့လက်ထက်မဲလို့အမြဲတမ်းပြောလို့ရှိပြီးစီစိန်ဥစ္စာမမောတဲ့သူတယောက်ဖြစ်ပါတယ်။အဲလက်ကအလွန်အောင်မြင်တဲ့စီးပွားရေးသမားနဲ့ချစ်သူရေးစားဖြစ်ပြီးသူတို့ကြားကဆက်ဆံရေးလဲကောင်းမွန်လာသဖြင့်ဒီနေ့တော့သူမကအလုတ်မလို့အဲ့တော့တလို့ခံစားရလို့သူမအလုံးလုံးနေတဲ့အကြောင်းကနေထွက်လိုက်ပါတယ်။ အဲ့ဒီလိုနဲ့အဲ့လဲလဲအိမ်ပြန်လာပြီးအိမ်ရောက်တော့သူ့ချစ်သူနဲ့သူ့အမေကသူမကိုစောင့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာကမကောင်းစွာပဲသူ့ချစ်သူကသူမနဲ့လက်မထက်ချင်တော့ကြောင်းပြောလိုက်ပါတယ်သူ့ချစ်သူကတကယ်တော့အဲ့လက်ဟာစီစဉ်ဥစ္စာမှတ်တဲ့သူတယောက်ဖြစ်ပြီးလွန်ခဲ့တဲ့ရက်ကကျောင်းမှာသူ့ချစ်သူရဲ့ပိတ်ဆံကိုခိုးယူခဲ့တာတိမကသေးပဲလွန်ခဲ့တဲ့ရက်သက်တပတ်ကသူ့အမေအခန်းထက်ကပိတ်ဆံကိုလည်းခိုးယူခဲ့ကြောင်းအဲ့လက်ရဲ့အမေကိုပြောပြခဲ့ပါတယ်အဲ့လက်ရဲ့အမေလည်းသူမကိုစူပူချင်းမောင်းပြီးအင်္ဂနေနင်ထုတ်လိုက်ပါတယ် အလလဲအင်ဘော်ကနေဆင်းလိုက်ရပြီးသူမကအလုပ်လည်းမရှိတာကြောင့်အင်မတ်တွေကတဲထဲရည်သွန်ဖြစ်ခဲ့ရသလိုအဖက်ဆယ်မရတော့ပဲပြက်စီးလိုက်ရပါတယ်။အဒီလိုနဲ့အလလဲတလားလောက်နေရာဆုံးမှာအလုပ်လျှောက်ခဲ့ပေမဲ့သူမရဲ့အသွေးအကြုံကနေလွန်းတာကြောင့်အလုပ်မရဘဲနေရပါတယ်။ ဒီလိုနဲ့သူမလည်းအရင်ကအလုံးလုံးခဲ့တဲ့အထက်တန်းကျောင်းမှာစာပြန်သွက်တင်ဖို့ဆုံးဖြတ်လိုက်ပြီးကျောင်းရောက်တော့သူမရဲ့ရန်သူဟောင်းဖြစ်တဲ့အမီကသူပြန်လာတော့ကိုကြတော့သူမစီလာပြီးနှစ်ယောက်စလုံးတယောက်ကိုတယောက်အပြစ်တင်ဝေဖန်နေခဲ့ကြပါတယ်သူတို့နှစ်ယောက်ကအမှန်တကယ်ပဲတယောက်ကိုတယောက်မုံတီးနေကြပါတယ်အဲဒီနောက်အလလစာတင်ခန်းကိုပြန်သွားလိုက်ပြီးသူမရဲ့တပည့်များကသူမကိုစာတင်ခန်းမှာပြန်တွေ့ရတာဝမ်းသာခဲ့ပေမဲ့ သူမကအရင်လိုမျိုးမဟုတ်တော့ဘဲအကြောင်းမရှိအကြောင်းရှာသူမရဲ့တပည့်တွေကိုအောင်းငေါက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူမကမူမမှန်တော့ဘဲသူအင်ဂျီကိုယူကာကောင်းဆွလိုက်ပြီးဇတိငန်းကိုနားလိုက်ပါတယ်။နေ့လေသမင်းစာကြောင်းစင်းချိန်ရောက်တော့အလက်ကသူ့ရဲ့တူဦးထဲတော်တငယ်ချင်းဖြစ်တဲ့လင်းနေနဲ့သမင်းစာနေပြီးသူ့တငယ်ချင်းကိုသူမရဲ့ရုပ်ရည်ကိုတုတ်သက်ကောင်းမွန်လာစေဖို့အတွက်သူမရဲ့ရင်သားနဲ့ဖင်ကိုပြုတ်ပြင်ပြီးချမ်းသာတဲ့ယောက်ျားမျိုးကိုဆွဲဆောင်မယ်လို့ပြောပြနေခဲ့ပါတယ်။ အဒီရောရူဆဲလို့ခေါ်တဲ့အကြောင်းရဲ့ဂျီနီပြဆရာကသူမကိုဖဏမဆုံးတွေ့ဖူးတဲ့အချိန်ကလေးကအလွန်အမင်းပဲကြွေနေခဲ့ပေမဲ့အဲလက်ကတော့သူ့ကိုတဆက်မှတော့မကြည့်ပဲတငယ်ချင်းအနေနဲ့ပဲနေခဲ့ပါတယ်။နောက်တော့ဆိုခေါ်လို့ခေါ်တဲ့အမိုက်စားကောင်လေးတယောက်ကချမ်းသာကြွယ်ဝပုံပေါ်တာကြောင့်ဒီနေ့မှအဲလက်ကဆိုခေါ်စီသွားပြီးသူ့ကိုယ်သူအရင် mix ခဲ့ပါတယ်။အဒီလိုနဲ့သူမလည်းဆိုခေါ်နဲ့စကားပြောနေခဲ့ပြီးဒီနေ့ထက်ဒီနေ့ပိုရင်းနှီးအောင်လို့ကသူမမှရေးစားမရှိကြောင်းမကြာခဏပြောပြခဲ့ပါတယ်။ ဆိုခါလေသူရဲ့ရည်စားနဲ့ပြက်တယ်မကြသေးတာကြောင့်သူမရဲ့ပုံကိုပြကအဲ့လက်လဲအကောင်မလေးမှနှုတ်ကြည့်တာကြောင့်ဆိုခါကကြိုက်နေတယ်လို့ထင်သွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့သူမရဲ့ရင်သားကိုခွဲစိတ်ဖို့ဆုံးဖြတ်လိုက်ပြီးစေယုံကိုတွားခဲ့ပါတယ်။စေယုံရောက်တော့သူမရဲ့ရင်သားကိုခွဲစိတ်ဖို့အတွက်ခွဲစိတ်မှုဖောင်ကိုဖြည့်သွင်းကာအစင်တင်ဖြစ်နေခဲ့ပေမဲ့ခွဲစိတ်ခါကဒေါ်လာ9000လို့တီးလိုက်ရတဲ့ကြောင့်သူမလည်းခွဲစိတ်မှုကိုချက်ချင်းပဲဖြစ်သိမ်းလိုက်ရပါတယ်။ သူမလည်းအိမ်ပြန်ရောက်တော့သူတငယ်ချင်းတွေကိုဖုန်းခေါ်နေခဲ့ပြီးသူမမှာ15ဒေါ်လာပဲရှိတာကြောင့်ခွဲစိတ်မှုကိုထောက်ပံ့ပေးဖို့အကူအညီတောင်းခဲ့ပါတယ်။ကျောင်းမှပြောပွဲရှိတာကြောင့်အလဲလဲပိုက်ဆံမရှိပဲရှေ့ချင်းရောက်ဆောင်ကလာခဲ့ပြီးနောက်တော့သူရင်စာဟောင်းစီသွားပြီးအိမ်ထောင်ကြီးအဆုံးသက်အတွက်ရောကျင်းငွေအဖြစ်ဒေါ်လာ9000တောင်းခဲ့ပါတယ်။ ညာနေရောက်တော့ចောင်းစင်းတဲ့အချိန်မှာចောင်းသားတွေကပြန်သွားကြပြီးအဲ့ဒီအချိန်မှာသူမကိုចောင်းသူတယောက်ကကားရေးဆေးချင်လားလို့မေးခဲ့ပေမဲ့အဲလက်ကတော့ចောင်းသူမလေးရဲ့စကားကိုကြိုးတောင်းမဆိုင်ခဲ့ပါဘူး။နောက်တော့ចောင်းသူမလေးကသူတို့အရင်နှစ်ကားဆေးတာဒေါ်လာ6000ရတယ်လို့ပြောလိုက်တဲ့အချိန်မှာအဲလက်ကចောင်းသူပြောတဲ့စကားကိုအလေးထားလာခဲ့ပါတယ်။အဲလက်ကားရေးဆေးတာကဘသူဦးဆောင်တာလဲလို့မေးတော့ကျောင်းသူမလေးလည်းအမီလို့ပြန်ပြောလိုက်တဲ့အခါမှာသူမရဲ့ရန်သူဟောင်းဖြစ်တဲ့အတွက်လန့်သွားခဲ့ပါတယ်။ အဲလဲလဲကျောင်းအုပ်ကြီးရုံးခန်းကိုသွားကစကားပြောနေရင်သူမရဲ့အလားတရားတွေနဲ့ကျောင်းအုပ်ကြီးကိုဆွဲဆောင်လိုက်ပြီးကျောင်းအုပ်ကြီးစိတ်သက်ကြွာလာတဲ့အချိန်မှာတော့သူမကအမိထက်ကားရီစေးပွဲကိုတာဝန်ယူနိုင်ကြောင်းပြောပြီးသူမကိုတာဝန်ယူခိုင်းဖို့ပြောလိုက်ပါတယ်ကျောင်းအုပ်ကြီးလည်းအဲလဲရဲ့အလားတရားအောက်မှာနှင်းမျောနေတာကြောင့်သူမရဲ့ကမ်းလှမ်းချက်ကိုချက်ချင်းပဲလက်ခံလိုက်ပါတယ်နောက်နေ့မနေ့ရောက်တော့အဲလက်ကကားရီစေးတဲ့နေရာကိုဆက်စီအကြဆုံးဝဆုံနဲ့ဝဆင်ကာလာခဲ့ပြီးကားကိုရီစေးပေးနေခဲ့ပါတယ် ။နောက်တော့ဒူမကသူ့ကိုယ်သူရေနဲ့ဖြန့်ပြီးယောက်ျားလေးတိုင်းကဒူမရဲ့အပြုတ်မူအောက်မှာနှင်မျောသွားခဲ့ပေမဲ့ပဝန်းကျင်မှာရှိတဲ့မင်းကလေးတွေကတော့လန့်သွားခဲ့ပါလေ။နောက်တော့ရဲအရာရှိတဦးကဒူမရဲ့အလတရားအောက်မှာနှင်မျောလို့ကားတိုက်မှုပါဖြစ်သွားရပါလေ။အဒီလိုနဲ့အဲလဲလဲချမ်းသာတဲ့ယောက်ျားလေးတွေကိုမြူဆွဲပြီးကားရီဆေးပေးနေတာကြောင့်တရက်ထဲဒေါ်လာ1000ရခဲ့လိုက်ပါတယ်။နောက်တော့အဲလဲလဲသူလောက်ရတဲ့ပက်စံတော်ဝက်ကိုအကြောင်းရံပုံငွေမှလူလိုက်ပြီးဂျန်တဲ့တော်ဝက်ကိုတော့သူကပဲတင်ထားလိုက်ပါတယ်။ တဖက်မှာလည်းအမီကဒူမကိုမကျင်နဲ့ပဲအလက်ရဲ့လို့ရက်ကိုတီးတော့ကြောင်းအုပ်ကြီးကိုပြောဖို့အင်တာရှေ့မှာစောင့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဒူမကမစောင့်နိုင်တော့ပဲယောက်ျားလေးအင်တာထဲကိုဝင်သွားပြီးအလက်ပက်ဆန်ဝတ်ထားတယ်ဆိုတာကြောင်းအုပ်ကြီးကိုပြောခဲ့ပါတယ်။ဒီပါရတာအချိန်ပြတ်သွားတဲ့ကြောင်းအုပ်ကြီးလည်းယောက်ျားလေးအင်တာထဲကိုဝင်လာတဲ့အမီကို စေကနောက်ရှက်ဖြစ်ပြီးတက်တေခိုင်လုံမှုမရှိဘဲနဲ့သူတပားကိုမဆွဆွဲဖို့ပြောပြီးနင်ထုတ်လိုက်ပါတယ်။အမီကတော့သူမရဲ့အကြံမအောင်မြင်တဲ့ကြောင့်စိတ်တိုးပြီးထွက်လာခဲ့လိုက်ရပါတယ်။နောက်နေ့တော့ចောင်းသားမိဘဆွေးနွေးပွဲကိုအလက်အတန်းမှလုပ်ကြပြီးចောင်းသားမိဘတွေကခုံမထိုင်နေခဲ့တာကြောင့်အလက်ကသူ့ကိုယ်သူမှန်တက်နေခဲ့ပါတယ်။နောက်တော့ចောင်းသားလေးတွေကအနောက်ကနေសុញ្ញန္တာကြောင့်ទូនរោមីបាတွေလည်းអងងောက်နေခဲ့ပြီးအဲ့ဒီအချိန်မှာចောင်းသားမိဘကစာတင်ခန်းထဲမှာစာမတင်ပဲ ။ဘာလို့စကားအမြဲတမ်းကြည့်တာလဲလို့သူမကိုမေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာအဲလက်ကသူ့အလုပ်ကိုသူလုပ်တာဆိုပြီးတောင်းသားမိသားစုကိုပြောလိုက်ပါတယ်။ အဲဒီလိုနဲ့ចောင်းသားမျိုးပါတွေကသူတို့ရဲ့သတ္တမီပညာရေးကိုစိုးရင်လာရပြီးသူတို့ရဲ့သတ္တမီကိုကောင်းကောင်းပြုစုပြောင်းပေးဖို့ဒေါ်လာနေရာပေးပြီးအလက်ကိုကန်လန်လိုက်ပါတယ်အလက်လဲသဘောတူပြီးចောင်းသားမျိုးပါတွေစီကနေတယောက်ပြတယောက်ဒေါ်လာနေရာကောက်ယူကဒေါ်လာ2000ရလို့စိတ်ချမ်းသာနေခဲ့ပါတယ်အဲဒီလိုနဲ့အလက်လဲသူမရဲ့ရင်သားကိုခွဲစိတ်ပြုပြင်ဖို့ဒေါ်လာ2000ပဲလို့အဲ့ဒေါ်တာကြောင့်သူရဲ့ចောင်းသားတွေကိုကယူမဆိုင်တော့ပဲလင်းလင်းရှုခဲ့ပါတယ်။အဲလဲလဲရူဆဲကိုတဖြည်းဖြည်းနဲ့တငယ်ချင်းမလုပ်တော့ပဲ သူတို့ရဲ့ဆက်ဆံရေးကိုအဆုံးသတ်ဖို့လုပ်လိုက်ပါတယ်။တစ်ဖက်မှာလည်းအမီကဂီတာပိုင်းမှာအောင်မြင်လာပြီးဆိုခေါ်နဲ့စိတ်ဝင်စားနေခဲ့ပါတယ်။အဲ့ဒါကိုတီးတဲ့အလက်လည်းသူတို့နှစ်ယောက်ကိုမနာလိုနေခဲ့ပြီးညရောက်တော့အလက်ကသူတငယ်ချင်းလီနီနဲ့နိုင်အောက်ထွက်ကြပြီးသူမနာလိုဖြစ်ရတဲ့အကြောင်းကိုငိုပြီးပြောနေခဲ့ပါတယ်။နောက်ရက်အတန်းမှာတော့အဲလက်ဟာနောက်ထပ်လာမယ့်စမေးပွဲမှာအမတ်အများဆုံးရရှိတဲ့အကြောင်းသားကိုတင်ကြပေးရတဲ့ဆီယာမောက်ကိုအကြောင်းအုပ်ကြီးကဒေါ်လာ9000ဆုချင်းမြင့်မယ်လို့ကြားတော့ အဲ့လေလေအဒီနေကစားဒူမအခန်းထဲမှာရှိတဲ့ចောင်းသားတွေစာကြည့်ခိုင်းလိုက်ပါတယ်အဒီလိုနဲ့ဒူမကနေ့တိုင်းចောင်းသားတွေကိုအမျက်စုငေါကစာလုပ်ခိုင်းပြီးအင်စာတွေလည်းပေးခဲ့ပါတယ်အချိန်ကြာလာတာနဲ့အမျចောင်းသားတွေလည်းအမတ်တွေကောင်းလာကြပြီးဒူမကတော့ចောင်းသားတွေရဲ့အမတ်ကိုကြည့်ပြီးအာမရဖြစ်ခဲ့ပေမဲ့စာမေးပွဲအတွက်အထောက်အကူဖြစ်လို့ចောင်းသားတွေကိုပို့ပြီးစ조사ခိုင်းလိုက်ပါတယ်ညနေရောက်တော့အဲ့လေလေဆက်စီကြကြဥစဉ်ပြီး ။ဗာမောက္ခစီတော်ကစမေးပွဲအတွက်မေခွန်းကိုမိခဲ့ပါတယ်။ဗာမောက္ခကအဲ့လဲရဲ့အလားတရားကိုကြိုက်နေတာကြောင့်အင်ခေါ်ပြီးဝိုင်းအတူတူတောက်ကဗာမောက္ခလည်းရမ်းမှုတာကြောင့်အဲ့လဲလည်းအခွင့်ကောင်းယူကစမေးပွဲမေခွန်းကိုခိုးယူခဲ့ပြီးသူ့ကြောင့်သားကိုပေးခဲ့ပါတယ်။အဲဒီလိုနဲ့တလာကြပြီးတဲ့နောက်စုပေးပွဲမှာအဲလဲရဲ့ចောင်းသားတွေကအမတ်ကောင်းလို့သူမကအနိုင်ရចောင်းចောင်းអុកကြီးကជាញាလိုက်ပြီးအဲလဲလဲចောင်းអុកကြီးကပေးတဲ့ဒေါ်လာ9000စုကိုရလိုက်တာចောင်းပျော်နေခဲ့ပါတယ် ဒေါ်လာ9000ရတော့သူမလည်းခန္ဓာကိုယ်ခွဲစိတ်ဖို့ပိုကင်ကြိုတင်ယူလိုက်ပါတယ်။နောက်ရရောက်တော့အမီကစုခေါနဲ့ချင်းတွေ့နေခဲ့ပြီးသူတို့နှစ်ယောက်ကတယောက်ကိုတယောက်အရန်ချင်းနေပုံရတာကြောင့်အလက်ကတော်ဝင်တိုနေခဲ့ပါတယ်။အမီကသူမကိုလက်လျှော့ဖို့ပြောပေမဲ့သူမကဆွဲမလျှော့ပဲသူမရဲ့ခန္ဓာကိုယ်ကိုလပအောင်ဆက်စ조사မယ်လို့ပြန်ပြောလိုက်ပါတယ်။ အဲ့ဒီလိုနဲ့စောခေါနဲ့အမီဟာနောက်တစ်ပတ်မှာကလေးများအလုံးရဲ့ခရီးစဉ်အတွက်တဝင်းယူရမှာကိုအလက်ကကြိုတိတာကြောင့်အမီကိုနောက်ရှက်ဖို့အကြံထုတ်လိုက်ပါတယ်။ခရီးစဉ်မစခင်မှာအလက်ကပန်တီကိုဆေးထိုးခဲ့တာကြောင့်အမီကပန်တီကိုကြိုက်စားလိုက်တဲ့အခါမှာတက်မတဲ့ပဲအဖို့တွေထပြီးအလက်လည်းစောခေါနဲ့ခရီးစဉ်ကို စားလိုက်ရပါတယ်။တစ်ဖက်မှာလည်းအမီကဒုမရဲ့ကောက်ကျစ်တဲ့အကြံကိုတီးတော့အလက်ရဲ့အတန်းကိုလိုက်စစ်ဆေးနေခဲ့ပြီးနောက်ဆုံးမှာတော့အလက်ခုံရဲ့အန်ဆွဲထဲမှာ ။မေပွဲမေခွန်းကိုတွေ့သွားခဲ့ပါတယ်။အမီလေအလမေခွန်ခိုးယူတာကိုတည်သွားပြီးចောင်းអុកជីရဲ့យងខန်းကိုទွားပြီးកောက်ជីလာတဲ့အလရဲ့លោកရက်ကိုတက်တင်နဲ့တကွပြောပြလိုက်တဲ့အခါမှာတော့ចောင်းអុកជីကလည်းသူမကိုယုံလိုက်ပါတယ်အမီလေပါမောက်ခစီသွားပြီးအကျိုးအကြောင်းမေးမြန်းလိုက်တဲ့အခါမှာတော့ပါမောက်ခလည်းသူ့ရဲ့မေခွန်အခိုးခံရတာကိုပြောလိုက်ပါတယ်တစ်ဖက်မှာတော့အလကသူ့ရဲ့ចောင်းသားတွေနဲ့ခရီးစီမှာပြောပါနေခဲ့ပြီးအချိန်ကုန်နေခဲ့ပါတယ် သူတို့အတွက်ခရီးစဉ်ပြန်လာတော့အမီကအဲလက်မေခွန်ခိုးတာကိုအကုန်ပြောပြပြီးအဲလက်ကိုစာမေးပွဲမေခွန်ခိုးမှုနဲ့ထောင်ကြတော့မယ်လို့လုံပြုံနေခဲ့ပါတယ်အဲ့ဒီလိုနဲ့အဲ့လက်လက်ချက်ချင်းပဲပြန်ပြည့်စုဆွဲဖို့အကြံထုတ်ကယောက်ျားလေးတယောက်ကိုငါပြီးပါမောက်ခကိုလက်ထိုးခိုင်းလိုက်ပြီးအမီရဲ့အတန်းကိုလည်းမွရစ်စည်းတွားထည့်ခိုင်းလိုက်ပါတယ်။အဲ့ဒီလိုနဲ့ကျောင်းအုပ်ကြီးရဲ့ယုံခန့်ရှိမှာအမီနဲ့အဲ့လက်တို့ကျောင်းအုပ်ကြီးကစစ်ဆေးနေခဲ့ပြီးပါမောက်ခလည်းပိတ်ဆံရတဲ့ကြောင့်အဲ့လက်ကိုထောက်ခံနေခဲ့ပါတယ်။ နောက်တော့ရဲတွေကအကြောင်းထဲဝင်လာပြီးအမီရဲ့အခန်းကိုစစ်ဆေးလိုက်တဲ့အချိန်မှာမူရစ်ဆေးဝါးတွေတွေ့လိုက်ရတဲ့ကြောင့်အမီကိုရဲတွေကဖမ်းခေါ်သွားခဲ့ပါတယ်။နောက်တော့ဆိုခေါ်လဲအလက်ကိုတဖြည်းဖြည်းနဲ့ချင်းကပ်လာပြီးချင်းသွေးဖို့ပြောလိုက်ပါတယ်။ အဲ့ဒီလိုနဲ့အဲ့လက်ဟာဆွဲဆောင်မှုရှိတဲ့မင်းကလေးတယောက်ဖြစ်ပြီးကြောက်ဖို့ကောင်းတဲ့မင်းကလေးတယောက်လည်းဖြစ်တာကြောင့်စကားလည်းအဆုံးသက်သွားခဲ့ပါတယ်။အခုလိုမျိုးဒီကက်ဗီဒီယိုတွေကိုကြိုက်နေတတ်တဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Diamond Ricket Channel ကို Like နဲ့ Subscribe လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။